ီးပွားရေးလို့ရင် niche ဆိုတာရှိရမယ်အဲ့ဒီ niche ကိုတိဆောက်နိုင်မှအောင်မြင်မှုကရရှိခံမယ်စသဖြင့်နားလည်တကြမ်းတဲ့သူတွေကပြောလို့ရှိပါတယ်ကျွန်တော်ကဒီနေ့တော့အဲ့ဒီ niche ဆိုတာဘာမြန်လဲဆိုတာရှင်းပြပါမယ်အဲ niche ဆိုတာစီးပွားရေးမှာတော့ကိုယ့်အတွက်ကွဲပြားတဲ့အခွင့်အလမ်းတာတဲ့နေရာပေါ့အဲ theory တွေထက်မြန်မာပြည်ကဥပမာတွေကိုတင်ပြဖို့ကျွန်တော်ဒီနေ့စဉ်းစားထားပါတယ်ခင်ဗျာနံပါတ်1ကတော့မြဝိုင်းမှာရှိတဲ့အများသိပ်သတိမထားမိတဲ့ niche ဈေးကွက်တစ်ခုကိုပြပါဆိုရင်သပင်ဈေးကွက်ကိုပြပါမယ် မြန်မာနိုင်ငံမှာတော့အဓိကလောက်ကြတာကတော့ဒီပျော်ပွဲမျိုးပဲမှာအဓိကလောက်ကြပါတယ်အဲဇပင်ကိုမြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုအဓိက တင်ပို့ကြပါတယ်ဒီတခြားနိုင်ငံတွေကိုလည်းကျွန်တော်တင်ပို့ပါသေးတယ်အဲတင်ပို့အရာမှာမြန်မာနိုင်ငံသားတွေရဲ့ဇပင်တွေကိုကြီးပဲတင်ပို့တာရှိသလိုအိန္ဒိယနဲ့ဒီပါကစ္စတန်တို့လိုနိုင်ငံတွေကနေဇပင်ကုန်ရမ်းတွေကိုကျွန်တော်တို့နိုင်ငံကနေဝယ်ပြီးတော့ပြန်လဲတန့်စင်ပြီးတင်ပို့တာလည်းရှိပါတယ်ဒီကုန်သွယ်ရေးအချက်လက်တွေကိုစူးစီးဖော်ပြပေးတဲ့ WITS ရဲ့အချက်လက်တွေရဆိုလို့ရှိရင်2023ခုနှစ်မှာမြန်မာနိုင်ငံကနေသဘင်တင်ပို့မှုက American Dollar 46တန်းခွဲနေပါတန်ဖိုးရှိခဲ့ပါတယ်။ဒါကကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။မြန်မာပြည်ကနေပြီးတော့တန်တင်ပို့မှုထဲသဘင်တင်ပို့မှုကရတဲ့ငွေပမာဏကပိုများပါတယ်။နောက်ထပ်ဒုတိယဥပမာကတော့လူတူးတဲ့ရဲ့ဥပမာလေးနဲ့တင်ပြပါရစေ။ရန်ကုန်မြို့လေကဘယ်လန်းဆိုတာတအားလူရှုပ်တဲ့ကားရှုပ်တဲ့နေရာဖြစ်ပါတယ် အဲတရားရုံးကိစ္စတွေဘယ်လုပ်ငန်းကိစ္စတွေအခြားကိစ္စပေါင်း16000နဲ့ထွေပြားတဲ့နေရာကြီးတခုဖြစ်ပါတယ်အဲ့ဒီမှာလာတဲ့သူအများစုကလည်းကားနဲ့လာကြပြီးတော့ကားပါကင်ရဖို့ကလည်းတအားခက်ပါတယ်အဲ့ဒီမှာကားပါကင်ထိုးပေးတယ်ဝန်ဆောင်မှုပေးတယ်ဥကွက်တိဆိုတဲ့ဥလေးတယောက်ရှိပါတယ်အဲသူ့ကားမှာကားတော်ရင်းအများကြီးနဲ့ဆိုတော့သူ့ကိုကြည့်လိုက်မြင်သာပါတယ်အဲကားပါကင်ကကိုယ့်ကိုထိုးလို့ရတာပေါ့ဒါပေမဲ့ပိတ်ရက်မှာအဆင်ပြေတဲ့နေရာဒါမှမဟုတ်ကားကိုပိတ်ရက်သွားတဲ့သူလိုက်ရှာရတာစတဲ့ပြဿနာတွေနဲ့ ဒီကတိကတ်တည်းကားပါကင်ထိုးရတာမကျွမ်းရင်ကားချင်းပုတ်မိပြီးတော့ပြဿနာတက်နိုင်ပါတယ်။အဲဥက္ကဋ္တိကဒီကိစ္စတွေကိုသူ့ဘာသာသူကြည့်ဖြည့်ရှင်းပေးထားပါတယ်။သူထိုးပေးထားတဲ့ကားတွေမို့လို့တယောက်ကထွက်ရှင်သူ့ဘာသာသူဖယ်ပေးတယ်။ကားတွေအများကြီးနေတိုင်းကားပါကင် ထိုးနေရတာမို့လို့ကျွမ်းလဲကျွမ်းကျင်ပါတယ်။အဲ့တော့ကတိကတ်တည်းနေရာတွေမှာထိုးထက်တာမို့လို့ကွတ်တိလေးထိုးရလို့ဥက္ကဋ္တိဆိုပြီးနာမည်ရှိတာပါ။အဲဒါကြောင့်လူကြီးမင်းကဗန်လန်းဘက်ကိုရောက်လို့ကားပါကင်ထိုးဖို့လိုတယ်ဆိုရင် ကိုယ့်အကိုအလုတ်ဖြောင်းဖြောင်းလုံနိုင်ဖို့ဒီဥက္ကဋ္ဌကိုရှာလိုက်တာပိုးအဆင်ပြေပါတယ်ဒါလည်းပဲ niche တစ်ခုဖြစ်ပါတယ်အဲနောက်တစ်ယောက်ထပ်ပြောရရင်တော့သခိုင်းက gen trainer brother တယောက်ဖြစ်ပါတယ်သူ့ကိုတော့ main ကလေးတွေချာမှာဒီ booty king ဆိုပြီးတော့နာမည်ကြီးပါတယ်သူက gym လေ့ကျင့်ငယ်နည်းပြတွေထဲမှာဒီထူးထူးခြားခြားပေါ့နော်အမျိုးသမီးတွေရဲ့တင်မအလှကိုအထူးပြုလေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်အဲသူ့ရဲ့အောင်မြင်မှုကလည်းဒီ social media မှာအဲတနေ့တခြားမြင်သာလာပါတယ် ျွန်တော်ပတ်ဝန်းကျင်ကအရွယ်တော် main ကလေးတွေဆိုလို့ရှိရင်လဲသူ့စီမှာတင်တန်းတက်ချင်ကြတဲ့သူတွေကြီးပဲတွေ့မိပါတယ်အဲသူဟာလည်းပဲ niche ကိုရှာတတ်တဲ့လူတော်တယောက်ဖြစ်ပါတယ်ကျွန်တော်က niche ဆိုတာရှာတတ်ရင်ဘယ်နေရာမှာမဆိုရှိနိုင်ပြီးတော့ရှာတတ်ဖို့တော့လိုချောင်းတင်ပြချင်တာဖြစ်ပါတယ်နိုင်ငံတကာမှာလည်းပဲဈေးကွက်ထက်မှာဒီ Canon, Sony, Nikon စတဲ့ကင်မရာကုမ္ပဏီကြီးတွေကြားထဲမှာဒီ GoPro လိုမျိုးစွန့်စားမှုတွေလုပ်တဲ့အခါမှာ အဲအားကစားလှူရှားမှုတွေလုပ်တဲ့ခါမှာသုံးတဲ့ကင်မရာအဖြစ်နဲ့ဈေးကွက်ထဲကိုဝင်လာပြီးတော့ဒီ niche ကိုတိဆောက်နိုင်ခဲ့လို့သူဟာကင်မရာဈေးကွက်မှာကောင်းကောင်းနေရာယူထားနိုင်ပါပြီအခုကျွန်တော်တို့သုံးနေတဲ့ TikTok ဆိုလို့ရှိရင်လည်းပဲသူ့ရှေ့ရဆိုရှယ်မီဒီယာကြီးတွေဖြစ်တဲ့ Facebook တို့လိုဟာတွေရှိပါလျက်နဲ့ဒီမိတ်ဆွေ network ကိုအခြေပြုတာမဟုတ်ဘဲနဲ့လူတွေရဲ့စိတ်ဝင်စားမှုတစ်ခုချင်းစီပေါ်အခြေတူပြီးတော့ဗီဒီယိုအတိုလေးတွေပြပေးတဲ့ algorithm နဲ့သူကဈေးကွက်ကိုဖောက်ပြီးတော့အခုဆိုရင် လူသုံးများသော platform တစ်ခုဖြစ်လာနေပါပြီဒီမိတ်ဆွေတို့လည်းပဲစီးပွားရေးလောက်အောင်ကိုနစ်ကိုကိုရှာဖွေနိုင်ပါစေလို့ဆန္ဒပြုပါတယ်